လူခဲ့တဲ့နှစ်ပေါင်း66တန်းအချိန်မှာတော့ကျွန်တော်တို့မျိုးစိတ်ဟာနှစ်လက်မလောက်ရှိတဲ့ကြွက်နဲ့တူတဲ့မျိုးစိတ်တခု ဖြစ်လာပါပြီ။ဒီမျိုးစိတ်ဟာအဲ့ဒီအချိန်ကမွန်တားနာရဲ့တောအုပ်ထဲမှာနေထိုင်ကြပြီးလူသားမျိုးစိတ်ဖြစ်ပေါ်လာဖို့ဟာဒီအသက်ရှိတွေရဲ့အားကောင်းတဲ့အာယုံခံနိုင်စွာနဲ့တော်တော်လေးတိုးတက်လာပြီးဖြစ်တဲ့အုံနောက်ပေါ်မှာမူတည်နေပြီးတော့ဒါရီသားမအောင်မြင်ခဲ့ဘူးဆိုရင်ကျွန်တော်တို့လူသားတွေဆိုတာရှိလာမှာမဟုတ်ပါဘူး။ဒိုင်နိုဆောတွေဟာလည်းကျွန်တော်တို့မျိုးစိတ်စင်ကဲပြောင်းလဲမှုမှာ အရေးပါတဲ့တတ်ရှိတွေဖြစ်ပါတယ်။သူတို့ကိုရှောင်ရှားဖို့လိုအပ်တာကြောင့်ကျွန်တော်တို့မျိုးစိတ်မှာအားကောင်းတဲ့အာယုံခံအစိပိုင်းနေတဲ့အုံနောက်တွေပိုင်ဆိုင်လာတာဖြစ်ပြီးတော့အရာတွေသာတိုးတက်မလာဘူးဆိုရင်ကျွန်တော်တို့ဟာအခုချိန်ထိဥတွေပဲဥနေကြရအောင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မျိုးဆက်တွေကိုစားတောက်ပြစ်မဲ့ဒိုင်နိုဆောရီရန်ကနေကာဝယ်ဖို့ဒီမျိုးစိတ်ဟာအသက်ရှင်ပြီးသားအကောင်ပေါက်တွေကိုငွေထုတ်ဖို့အတွက်စင်ကဲပြောင်းလဲလာပြန်ပါတယ်။ဥတွေဥပြီး ။ဥထဲမှာပဲအကာအဝယ်မရှိပစ်ထားခဲ့မဲ့အစားကျွန်တော်တို့မျိုးစိတ်ဟာနှုတ်ရည်နဲ့သားလောင်းတွေကိုစောင့်ရှောက်ကြပါလေ။ဒီလိုနဲ့ပဲနှုတ်တိုက်တရဝါးတွေအဖြစ်ကိုစတင်နေတာပါ။ဒီဖြစ်စဉ်ဟာစင်ကယ်ဆဲတွေဖြစ်ကနေကျွန်တော်တို့လူသားမျိုးစိတ်ထိစင်ကယ်ပြောင်းလဲမှုဖြစ်ပေါ်လာခြင်းမှာအရန်ကိုအေးပါတဲ့ဖြစ်စဉ်ဖြစ်ပြီးဒရေးဆန်မျိုးစိတ်အစ်တတခုဖြစ်ကိုမွေးဖွားပေးလိုက်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ဒီကြော်ကလေးနဲ့တူတဲ့မျိုးစိတ်ကလည်းနောက်ထပ်ဖြစ်လာမယ့်မျိုးကွဲတွေဟာ မျိုးစိတ်ပေါင်း၄000အထိရှိလာမှဖြစ်ပြီးဒီမျိုးစိတ်တွေထဲမှာကမ္ဘာအကြီးဆုံးဝေးလာငါးတွေအပြင်ကျွန်တော်တို့လူသားတွေပါပါဝင်လာမှဖြစ်ပါတယ်ဒီလိုနဲ့ပဲလူတိုင်းတော်တော်လေးဟာစတင်လာခဲ့ပြီဖြစ်ပါတယ်ဒိုင်နိုဆောတွေကပဲကျွန်တော်တို့တွေကိုမတူညီတဲ့မျိုးစိတ်တွေအဖြစ်ကိုပြောင်းလဲပေးလိုက်တာဖြစ်ပြီးတော့ကမ္ဘာ့အုပ်ဆုံးမှုမှာတော့ဒိုင်နိုဆောတွေဟာကျွန်တော်တို့မျိုးစိတ်တွေကိုအနိုင်ရရှိသွားခဲ့ပါတယ်ဒိုင်နိုဆောတွေဟာကမ္ဘာကြီးကိုနှစ်ပေါင်း165သန်းကျော်ကြာအောင်အုပ်ဆိုးသွားခဲ့ပြီးတော့ တို့ကိုဘယ်သက်ရှိကမှမတားဆီးနိုင်ကြပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း65သန်းကာလမွန်တာနာဒေသမှာဖြစ်ပါတယ်မိုင်မောင်1800အကွာအဝေးမှာရှိတဲ့မက္ကဆီကိုပင်လယ်ဝေ့နေရာကိုအုတ်ကာခဲကြီးတစ်လုံးကြာရောက်လာခဲ့ပါတယ်ကျွမ်းနဲ့တူပြီးအရန်သေးငယ်တဲ့နိုးတိုက်တော်လေးဟာ သူ့အသက်ရှင်တန်ဖို့စတင်ရုန်းကန်ပါတော့မယ်ဒီတိုက်ပွဲမှာသာသူရှုံးနေရင်လူသားတွေဆိုတာဘယ်တော့မှ ရှိလာနိုင်မှာမဟုတ်ပါဘူး ဂျိုကြီးတစ်ခုလုံးကိုကြောက်တုံးနေတဲ့အမုံလေးကဖုံးအောင်သွားပါတယ်။နေရာကမှအပြန်စီးနေတဲ့ငရဲဘုံကြီးတစ်ခုလိုစူညံပေါက်ကွဲနေပါတယ်။ဒီနေရာနေလုံမြောက်ဖို့အတွက် နေရာတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့မြေကြီးထဲမှာ တွင်းတူနေဖို့ပါပဲ။ပေါက်ကွဲမှုကနေဖြစ်ပေါ်လာတဲ့မိကုန်းနဲ့ပြာမုံတွေဟာနေရာဝမမြင်ရတော့တဲ့အထိဖုံးလွှမ်းပြစ်လိုက်ပါတယ်။အပူချိန်မြင့်တက်လာပြီးအပင်တွေလည်းတေဆုံးကုန်ကြပြန်ပါတယ်။ဒီလိုနဲ့တကဘာလုံးကပ်ဘေးစိုးကြီးတစ်ခုကို ထပ်မံရင်ဆိုင်ကြရပြန်ပါလေ။ဒိုင်နိုဆောတွေဟာ အကောင်အရမ်းကြီးပြီးအစာအများကြီးစားဖို့လိုအပ်တာကြောင့်ဒီချင်းတွေဟာသူတို့အတွက်ပြဿနာကြီးတစ်ခုဖြစ်လာပါတယ်။နောက်ဆုံးမှာတော့ဒိုင်နိုဆောတွေရဲ့ကမ္ဘာကိုအုပ်ဆိုးမှုဟာအဆုံးသတ်သွားခဲ့ပြီးသေးငယ်တဲ့တက်ရှိတွေရဲ့ခေတ်တစ်ခုကို ပြန်လည်ရောက်ရှိလာပါတယ်။ဘိုးကောင်တွေဟာဒီလိုဆိုးရတဲ့အခြေအနေမှာရှင်သန်နိုင်ကြတဲ့အပြင်အသေးကောင်တွေကိုစားသုံးပြီးဆက်လက်ရှင်သန်ကြပါတယ်။ ဒီလိုနဲ့ပဲဒီပိုးကောင်းလေးဟာမြေတွင်အောင်းနေတဲ့ကျွန်တော်တို့မျိုးစိတ်တို့ကအသက်ရှင်တန်းဖို့စားစရာတစ်ခုဖြစ်လာပါတယ်။နောက်တစ်ခါကိုယ့်အိမ်မှာပိုးကောင်းလေးတစ်ကောင်တွေ့ရင်တို့တွေကမရှိခဲ့ရင်တို့လူသားတွေရှိမလာနိုင်ဘူးဆိုတာသတိရဖို့လိုပါတယ်။အချိန်ကလွန်ခဲ့တဲ့နှစ်ပေါင်း64တန်းအချိန်ကိုရောက်လာခဲ့ပါပြီ။ကျွန်တော်ရဲ့ပိုးကောင်းစားတဲ့ဘိုးဘေးတွေကို Pagatorius လို့ခေါ်ပါတယ်။၆ပေအောင်အရွယ်အစားရှိတဲ့ဒီကောင်းလေးနဲ့သူ့ရဲ့မိသားစုဟာ ဒိုင်နိုဆောရဲ့ထီးနှံကိုစက်ခံမဲ့နိုဒိုက်သရဝါမျိုးဆက်တစ်ခု ဖြစ်လာခဲ့ပါပြီ။ဒီလိုနဲ့နိုဒိုက်သရဝါတွေဟာ ကုန်းမြေပေါ်မှာအုပ်ဆိုးသူတွေဖြစ်လာပါတယ်။ဒီချိန်မှာအသည့်ဖြစ်တီလာနေတဲ့တိုက်ကြီးတွေအနှံ့ကိုသူတို့ဟာပြက်နှက်နေထိုင်နေကြပါပြီ။သူတို့လူသားမျိုးစေ့ရဲ့အနာဂတ်ဟာဒီအကောင်လေးတွေပေါ်မှာမူတည်နေပြီးပျက်စီးမှုကပ်ဘေးစိုးကြီးအဆုံးမှာတော့တက်ရှိအသည့်တွေဟာပိုမူပွားများလာကြပြန်ပါတယ်။ အချိန်ကလွန်ခဲ့တဲ့နှစ်ပေါင်းတန်း60ကိုရောက်လာပြီဖြစ်ပြီးတော့အပင်ဒီပေါ်မှာအသီးတွေဟာမှဲ့ဝင်နေပါတယ်။အာဟာရတွေအများကြီးပြည့်နှက်နေသလိုအသီးတွေများများစားရလေအသက်ပိုရှည်လေဖြစ်လာကြပါပြီ။ဒီလိုနဲ့ကျွန်တော်တို့မျိုးစိတ်ဟာမြေပင်ပေါ်ရှင်သန်ရတဲ့တက်ရှိကနေသေပင်ပေါ်မှာနေတဲ့တက်ရှိအဖြစ်ကိုစင်ကဲပြောင်းလဲလာပါတယ်။နေထိုင်မှုပုံစံအသစ်ဖြစ်လာတာနဲ့အမျှခန္ဓာကိုယ်ဟာလည်းအသစ်ဖြစ်လာပါတယ်။ကျွန်တော်တို့တွေဟာစင်ကဲဆဲလေးဘဝကနေ အခုချိန်ထိရောက်လာတဲ့စင်ကဲပြောင်းလဲမှုကိုမြင်ခဲ့ကြတာဖြစ်ပြီးဒီချိန်မှာတော့အရန်ကိုပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။လူခဲ့တဲ့နှစ်ပေါင်း56တန်းအချိန်ကို ရောက်လာတဲ့အခါမှာတော့ကျွန်တော်တို့ဟာလူတိုက်တော်အုပ်စုတွေက primate လို့ခေါ်တဲ့မျိုးစိတ်အဆင့်ကိုရောက်ရှိလာခဲ့ပါပြီ။ဒါပေမဲ့ကျွန်တော်တို့ကဘာကြီးဟာနောက်တစ်ချိန်ပြောင်းလဲမှုတွေထပ်ဖြစ်လာပါတယ်။နှစ်ပေါင်း10တန်းအတွင်းမှာအပူချိန်အပြည့်အထန်ပြောင်းလဲမှုတွေကြောင့်တောအုပ်ဟာပြောင်းလဲလာပါတယ်။ အရင်ကကြီးမားခဲ့တဲ့တောအုပ်ကြီးဟာတပြေးပြေးသေးငယ်သွားပြီးအစားအစာတွေဟာလည်းရှောင်ဖွေရခံလာပါတယ်။ဒါကြောင့်မဲသဘာဝပြောင်းလဲမှုတွေဟာစတင်ဖြစ်ပေါ်လာပြန်ပါတယ်။ကျွန်တော်အမီးတွေဟာကြောရိုးဘက်စီကိုပြန်တိုးဝင်သွားကြပြီးတနေ့လုံးကိုတစ်ပင်နေပေါ်မှာပဲကုံဆုံးကြပါတယ်။အဲ့ဒီအရင်ကတော့ကျွန်တော်မျိုးစိတ်ဟာအပင်တစ်ခုကနေတစ်ခုကိုခုံကူးခဲ့ကြတာဖြစ်ပြီးတော့ဒီချိန်မှာတော့ခုံကူးမဲ့အစားလှမ်းဆွဲတက်လာပါတယ်။ ကျွန်တော်လက်တွေဟာပိုရှည်လာပြီးလိုအပ်သလိုလှုပ်ရှားရလွဲလာပါတယ်အဘူးချိန်ပြောင်းလဲမှုကကျွန်တော်တို့ဘိုးဘီးတွေကိုပြောင်းလဲပြစ်လိုက်ပြီးကျွန်တော်တို့တွေကိုပါထာဝရပြောင်းလဲပြစ်လိုက်တာဖြစ်ပါတယ်ဒါမဲ့ဂျိုဒီရဲ့ပြောင်းလဲမှုတွေဟာမပြီးသေးပဲမြေအောက်ထဲမှာအာဖရိကနဲ့အာရေဗျမြေလွှာကြီးဟာကွဲထွက်လာပါတယ်ဒီလိုနဲ့အဲ့ဒီနှစ်ခုကြားမှာရှိတဲ့မြေပြင်ဟာ East African Rift Valley လို့ခေါ်တဲ့အရှေ့အာဖရိကမြေပြတ်တောင်ကြားတစ်ခု ဖြစ်ပေါ်လာစေခဲ့ပါတယ်။အဲ့ဒီတောင်ကြားရဲ့အဆက်မှာတော့မိုင်မောင်း3000ကျော်ရှည်လျားတဲ့တောင်တန်းကြီးတစ်ခုပေါ်ထွန်းလာပါတယ်။အရင်ကအိန္ဒိယသမုဒ္ဒရာကနေအာဖရိကကိုလာနေကြမိုးတွေဟာအခုတော့တောင်တန်းကြီးတွေရဲ့ကာစီးမှုကြောင့်ရောက်မလာတော့ပါဘူး။ဒီလိုနဲ့တပင်းတွေဟာတပင်းနဲ့တပင်းပိုဝေးလာပြီးအစားအစာဟာရှားရပိုခတ်လာပါတယ်။ ျွန်တော်မျိုးစိတ်ဟာစားလောင်ပြီးအခက်ခဲတွေ့နေပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း၄တမ၄တန်းအချိန်ကာလဖြစ်ပါတယ်။စင်ကယ်ဆဲလီဘွားကနေရုပ်ထွေးတန်မာတဲ့ primate တွေဖြစ်ကိုပြောင်းလဲလာပြီးဖြစ်တဲ့ကျွန်တော်မျိုးစိတ်တို့ကအသက်ရှင်တန်ခြင်းစိတ်တစ်ခုကကြီးမားတဲ့အပြောင်းလဲတစ်ခုကိုလုပ်ပေးတော့မှဖြစ်ပါတယ်။ဒီလောက်ရက်ကိုဘယ် primate တော့မှအရင်ကမလုပ်ခဲ့ဘူးသေးပါဘူး။နေပေါင်း3ဘီလီယံကျော်ကြာမြင့်ခဲ့တဲ့စင်ကဲပြောင်းလဲမှုမှာ ျွန်တော်ဟာစေခဲပြောင်းလဲမှုအဆုံးသက်တနေရာကိုရောက်လာခဲ့ပြီဖြစ်ပြီးတော့ကျွန်တော်မျိုးစိတ်ဟာ Artificial Remedies လို့ခေါ်တဲ့မျိုးစိတ်တစ်ခုအဖြစ်ကိုရောက်လာခဲ့ပါပြီ။အရက်က၄ပေလောက်မြင့်ပြီးအလေးချိန်ပေါင်း80လောက်ရှိတဲ့ပြင် အုံနောက်ဟာလဲလိမ္မော်သီးတစ်လုံးရဲ့အရွယ်အစားလောက်ရှိနေပါပြီ။ကျွန်တော်အရင်ကနေခဲ့တဲ့မိုးသစ်တော်ဟာအခုတော့အရင်နဲ့မတူတော့ပါဘူး။အရင်ကတော့ကျွန်တော်တို့ဟာတေကိုင်းနေမှာတွဲလဲခိုပြီးတေကိုင်းတစ်လျှောက်သွားလာကြပါတယ်။ ဒါပေမဲ့နောက်ထပ်စားစရာရဖို့အတွက်ဒီသင်ကိုင်းတွေကိုကျွန်တော်တို့စက်ကင်ထားလို့မရတော့ပါဘူး။ဒါကြောင့်မဲကျွန်တော်တို့မျိုးစိတ်ဟာပထမဆုံးခြေလှမ်းတွေကိုစတင်လှမ်းကြရပါပြီ။အချိန်ကလွန်ခဲ့တဲ့နှစ်ပေါင်း၄သမ၄တန်းကိုရောက်ရှိလာပြီဖြစ်ပြီး အခုမြင်နေရတာကတော့ခြေနှချောင်းပေါ်မှာပထမဆုံးလမ်းလျှောက်တဲ့ဖြစ်ရဖြစ်ပါတယ်။လမ်းလျှောက်တဲ့ချင်းကနေ ကျွန်တော်တို့ကိုအစားအစာများများရအောင် ရှောက်ပွေးလာနိုင်စေပြီးတော့ကျွန်တော်လက်တွေကိုစားစရာကင်ဖို့လွတ်လွတ်လပ်လပ်အသုံးချခွင့်ရသွားစေပါတယ်ဒီလိုနဲ့ပဲခက်မြင်မြင်ပြောင်းလဲလာပါတယ်ဒီမျိုးစိတ်တွေဟာတခြားတစ်ကောင်ကိုလိုက်တူးလှုပ်တက်တဲ့အထိအသိဉာဏ်ရှိနေကြပြီဖြစ်ပြီးလမ်းလျှောက်တော့မိဘတွေကနေတဆင့်တားသမီးတွေစီကိုလက်ဆင်ကမ်းသွားကြပါတယ်နောက်ထပ်နှစ်ပေါင်းတိတိတမနှစ်တန်းအတွင်းမှာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာပိုဝေးဝေးလမ်းလျှောက်နိုင်လာပြီးတော့ပိုပြီးမြန်ဆန်တဲ့အထိစင်ကဲတိုးတက်လာနေပြီဖြစ်ပါတယ်။နားကိုစရာရှိတာမိတ်လိုက်ဖို့ရှာတာနဲ့စားစရာရှာပွေတာတွေဟာ ပိုမှုလွယ်ကူလာပေမဲ့ခလေးမွေးဖို့ကတော့ပိုခက်ခဲလာပါတယ်။ Pavish လို့ခေါ်တဲ့ခန္ဓာကိုယ်အောက်ပိုင်းရာအရိုးစုကျင်းမြောင်းလာကြအောင်ကိုလည်းငါစုံပြီးသားဖွင့်မျိုးပြီးသားခလေးငယ်တယောက်ကိုငွေးထုတ်ဖို့ဆိုတာမဖြစ်နိုင်သလောက်ခက်ခဲလာပါတယ်။ဒါကြောင့်ခလေးတွေဟာ သူတို့ခန္ဓာကိုယ်အစင်နဲ့မဖြစ်ခင်ခေါင်းခတ်သေးသေးပဲရှိတဲ့အနေအထားမှာခတ်စောစောမွေးဖွားလာကြရပါတယ်။ဒါကြောင့်မဲကျွန်တော်တို့မျိုးစိတ်ဟာကလေးတွေကို နှစ်အနည်းငယ်ကြာတဲ့အထိစောင့်ရှောက်ရတဲ့ကဘာပေါ်ကအနည်းငယ်သောမျိုးစိတ်တွေတဲကတခုဖြစ်လာကြတာပါ။ကလေးတွေကိုကာဝယ်တာကြွေးမွေးတာနဲ့အန်ဒီရီကနေရှောင်ရှားတာတွေကိုလှုပ်လာကြရပါတယ်။ဒီပိုင်းလေးကိုတော့ဒီနေရာမှာပဲရန်နာလိုက်ပါမယ်။နောက်ထပ်လာမယ့်အပိုင်းလေးကိုလည်းလာရောက်လေ့လာကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်